မိကြောင်ဒီဘာကိုဘာလို့လာလဲဗျဘိုက်ဆာလို့ပေါ့ကွာဘိုက်ဆာရင်တားတို့ရွာလူတွေကိုစားမှန်းမေးတတ်ပါဘိုက်ဆာရင်တော့စားမှာပေါ့ကွာယူဘုံဝင်နေတဲ့စောင်းနှင်းမနဲ့ခင်မှာအောင်မန်းရွာရွာသူရွာသားတွေကစုံလောင်းသူအောင်စိုက်ခင်းသွားတဲ့သူအောင်ဇေယောင်းမဲသူအောင်စိုက်နေခင်းနဲ့အလုတ်ကိုစီရှုပ်နေကြတယ် ဖိုတိုကအကြောင်းမေးရဆိုတော့မိမတွေကိုကူညီပေးဖို့အတွက်အစိုးရနိုးနေရပါဖိုတိုပြီးဂျန်နေရပန်းမင်းနေရေလောင်းနေရကိုဖိုတိုကကူညီပေးနေတယ်အဲ့ဒီအချိန်မှာပဲလက်ထဲမှာမုတ်တွေကင်စားပြီးဖိုတိုဂျန်နေဝင်လာတဲ့တုပ်ပိုးကိုတော့ဖိုတိုပြီးကလှဲမြင်လိုက်တာပါဟာတုပ်ပိုးတော့နော်ဘယ်ချိန်ကြည့်ကြည့်မုတ်နဲ့ပါးစပ်ကိုမပြတ်ဘူးဟေးလာလာသားတဲ့ငယ်ချင်းရှိတယ်စားပါဦးမမစားပါဗျာစားပါ ခဏလေးဘမဖို့တုကိုခေါ်ပြီးမင်းအခုပဲအိမ်ထဲဝင်သွားတာတားရေဖို့တုတော်ပေါ်လာရဲကထွက်လာအောင်ဖို့တုကသူ့ပေတံကြတော့အိမ်ရှုပ်ကိုပြေးထွက်လာရီလာပြီပေလာပြီဖို့တုမင်းကိုပြောစရာရှိလို့ကဟိုတားတဲ့ငယ်ချင်းနဲ့စော့ချင်လိုက်သွားလေအဖေလည်းခဏနေရွာကြောက်စရာတော်စီကိုသွားတော့မှာဟုတ်ပြီအဲ့ဒါဆိုရင်တားသွားစော့လိုက်အောင်မင်းလာသွားမယ်တော့ပေါ်ဖို့တုနဲ့တော်ပေါ်တို့ဖို့တုဘီကိုနှုတ်ဆက်ပြီးထွက်လာကြသည် ခုထုငါလာခေါ်တာပြောစရာရှိလို့ကွာအေးပြောလေကွာအခုငါတို့အောင်မဲရွာမြောက်ဘက်ကချောင်းထဲမှာမိဆောင်တွေ့လို့တဲ့အေးဟုတ်တယ်အဲ့ဒါလူကြီးတွေပြောနေတာငါကြားတယ်ဟုတ်တယ်ကွာအဲ့ဒါလေဟိုရွာတွေရလူတွေကလေကြောက်နေကြတာချောင်းတော့မသွားရဲကြဘူးတဲ့ဒါဆိုဒီကိစ္စငါတို့နဲ့ဆိုင်သွားပြီဆိုတော့ငါတို့သွားကြည့်မှရမှာအေးကွာအခုမိဝိုင်းနဲ့ငပိန်ရောက်နေကြပြီငါအဲ့ဒါကြောင့်မင်းကိုလားခေါ်တာအေးလားသွားကြည့်ကြမယ်လေ ဖိုးထူးနဲ့တုပ်ပေါ်အောင်မရွာမြောက်ဘက်ကချောင်းကိုခတ်တွတ်တွတ်သွားလိုက်ကြသည်ရွာမြောက်ဘက်ကချောင်းသားကိုဖိုးထူးတို့ရောက်တော့ထုံးစံအတိုင်းမိပိုင်းနဲ့ငပိန်ကညင်းကုန်နေကြတာပါငပိန်ကပြင်းပြင်းနဲ့ဂဲရီကိုရေထဲပြစ်နေတယ်ငပိန်နေရေထဲကိုဂဲလုံးနေမပြစ်နဲ့လေဟာမိเจ้าကမလာမင်းနေမှာပေါ့ဟာသိပါတယ်နေဆရာမလို့ဆမ်းပါနဲ့ဟောဟောဗျာဘာဖြစ်နေကြတာတော့ငပိန် ဘာထုလဲမိเจ้าကိုတွေ့လားမတွေ့ပါဘူးဟဲ့ငပိန်လုံနေရတယ်မလားတော့ငါနဲ့ပါဆိုင်လေနေအတန်ကျဲကျဲအောနေလို့မလားတာကဲပါရံမပြည့်ကြနဲ့ငါတို့မိเจ้าလောင်စောင့်ကြည့်ရမယ်လေဖိုးတူတော့ဖွဲမိเจ้าလောင်စောင့်နေကြတာခဏကြာတော့မိเจ้าကခက်ဝဲဝဲကနေလာတာကိုတွေ့လိုက်ကြတယ်ဖိုးတူရေခမောင်မမိเจ้าလာနေပြီအေးအေးဟုတ်တယ်ဟုတ်တယ်ဟေ့ကလေးတို့မင်္ဂလာပါမိเจ้า ဒီဘာကိုဘာလို့လာလဲဗျဘိုက်စာလို့ပေါ့ကွာ what ဘိုက်စာရင်တအားရွာလူတွေကိုစားမှာလားမေးတတ်ပါဘိုက်စာရင်တော့စားမှာပေါ့ကွာမစားပါနဲ့ဗျာတစားနေအောင်သွားပါလားရွာလူတွေတနာပါတယ်မစားကြည့်ချင်းငါ့ကိုစားစရာရှာပေးပေါ့ကွာစားစရာလားသူစားစရာခဏနေအောင်တော့ပေါ့မင်းမုတ်တွေရှိသေးလားမရှိတော့ဘူးကွာခုနကပဲအကုန်စားလိုက်တာဟိုဒါဆိုရင်ဒီလိုလို့ခဏနေကြရင် ားတို့စားစရာတွေယူပြီးပြန်လာခဲ့မယ်။ဟိုတိုင်းပဲမိချောင်းကြီးကဂရုပေးရမှာနော်။ဟုတ်ပါပြီ။ပြောပါအောင်။ဘာဂရုပေးရမှာတော့။သားတို့ယူလာတဲ့စားစရာကိုစားပြီးရင်ရွာလူတွေကိုမနှောက်ယှက်ဘူးဆိုတဲ့ဂရု။ဟုတ်တယ်။အဲ့ဒီဂရုပေးနိုင်ရင်သားတို့စားစရာတွေယူလာခဲ့မယ်။အေးကွာ။စားစရာတွေစားရမယ်ဆိုတော့ပေးရမှာပေါ့။ပေးတယ်ပေးတယ်။မင်းတို့လည်းမြေမြေတော့ပြန်လာအောင်မှာနော်။ငါဘိုက်စာနေပြီ။ဟုတ်ကဲ့ပါစိတ်ချ။ပြန်လာခဲ့မယ်။ ဒါဆိုကျွန်တော်တို့စားစရာတွားယူလိုက်အောင်ပဲ။ပြန်လာခဲ့မယ်နော်။ဖိုးထူးတို့အဖွဲ့ကမိဆောင်နဲ့ဂရိပြန်လည်ပြီးပြီးတော့ရွာလေးကိုပြန်လာကြသည်။တကယ်တော့ဖိုးထူးတို့မိဆောင်ကိုကြည့်ဖို့အတွက်စားစရာဘာမှမရှိဘူး။အိမ်မှာပြန်ယူရင်လေလူကြီးတွေဝိုင်းပြီးစိတ်ပူကြမှာအောင်စိုးရိမ်နေကြတာ။ငါတို့မိဆောင်ကိုဘာကြွေးကြမှာလဲ။အေးကွာငါမှလေမုတ်တွေကုန်ပြီ။ဘယ်လိုလုပ်ကြမလဲ။ ိမ်နေ၍အစုခမ်းမှာ။အော်ငါသိပြီ။ငါတို့ဒေါ်ကူချိုစီကိုတွားကြရအောင်။သူ့ဆိုင်မှာစားစရာပေါ်တယ်လေ။အေးကောင်းတာ။ဒါပေမဲ့ငါတို့မဝေးဖို့ပတ်ဆက်မှမရှိတာဘယ်လိုလုပ်ကြမလဲ။မပူနဲ့ငါချက်ပြီးမှနင်တို့သာလိုက်ခိ။ဖိုတူရဲ့ကြောင်လက်ခံကြပြီးရွာရီရမြမမုတ်တွေရောင်းနေဒေါ်ကူချိုစီကိုတက်တက်ကြောကြောနဲ့တွားကြတယ်။ခဏနေတော့ ဒေါ်ဘူးကျော်ရဲ့ဆိုင်ကိုဖိုးထုတ်အုပ်ဖွဲရောက်သွားကြတယ်။ဒေါ်ဘူးကျော်ကတလုံးလုံးနဲ့ဆိုင်ကင်းနေအောင်တွေ့လိုက်တယ်။အဲ့ဒီဆိုင်နေခင်းနေမလား။တမီးတို့ဝိုင်းကူပေးမယ်လေ။အမေလူစုံတက်စုံပါလား။ဘလို့ဖြစ်လို့ရောက်လာကြရတော့ဟဲ့။ဟုတ်တယ်အဒီရဲ့ဟိုဒီနေ့ကအကြမ်းပိတ်ရလေ။အဲ့ဒါတငယ်ချင်းတွေစုပြီးလူကြီးတွေကိုလိုက်ကူပေးနေရ။ဟုတ်တယ်အန်ဒီကိုကူပေးမလို့လာကြတာလေ။တာရုပါကွယ်အန်ဒီကိုလည်းလာကူပေးကြရပြီ။ကျေးဇူးတင်ပါတယ်။ဟုတ်တယ်အဒီဟိုတာရုကူပေးမယ်နော်။ ဘာလို့ပြရမလဲပြောတော့အန်ဒီဖိုတူတို့ဘွဲကဒေါ်ဘူးချိုဆိုင်ကိုတက်တွက်ကြကြနဲ့ကူညီပေးနေကြတာဒေါ်ဘူးချိုဆိုင်ကခဏလေးနဲ့ဖိုတူတို့ကူညီနဲ့ဆိုင်ခင်းပြီးသွားတယ်ကဲနေမလိုက်တဲ့ကလေးတွေပါလားအန်ဒီကိုကူညီပေးတော့အန်ဒီကကျေးဇူးတင်တယ်နော်အဲ့ဒါကြောင့်ကလေးတို့ကိုအန်ဒီမုတ်တွေပေးလိုက်မယ်နော်ဒေါ်ဘူးချိုမုတ်တွေပေးမယ်ဆိုတဲ့အတန်းကြောင့်ဖိုတူတို့ဘွဲကောင်းလေးတွေတောင်းလို့ပြောသွားကြတာရော့ပေးမုတ်တွေကြိုက်ကြတယ်မလားတယောက်တစ်ခုယူသွားကြနော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဒီဒါဆိုတော့ပြန်တော့မယ်နော်အေးကွယ်အသွားဆော့ကြတော့လေကျောင်းမေတုံးလေးဆော့ရတာသွားကြသွားကြရင်မိဆောင်ရှိတဲ့ရွာမြောက်ဘက်ကချောင်းကိုတော်ဘူးကြုံပြလိုက်တဲ့ပဲမုတ်တွေယူပြီးတော့သွားကြတာပါတော့ပေါ့နေမုတ်တွေမစားလိုက်နဲ့နော် ။အေးပါ၊တိပါရင်မစားပါဘူး။ဒါနဲ့လေနေကြီးလိုက်ကြောင်းဆရာမလုပ်ပါလား။ What? ဘာလို့လဲ။ဆရာတိတ်လို့လို့လေ။အဲ့ဒါတော့ဟုတ်တယ်။ငါ့ကိုလေလေ။ဟိုလိုမလုပ်နဲ့၊ဒီလိုမလုပ်နဲ့တဲ့ပြောနေရအမြင်ကိုကတ်တယ်။အမေပြောနေလိုက်ကြကြည်စမ်း။တွေ့မှာတွေ့မှာပြောထားအောင်နော်။ငါစေတနာနဲ့ပြောပါလေ။မိချောင်းကိုကြွေးစရာမရှိရင်ငါတို့ရွာလူတွေဒုက္ခရောက်ကုန်မှာပေါ့ဟ။အေးလေကွာ။ငါတို့မိဝိုင်းကစေတနာနဲ့ပါ။ဆရာလက်ကျင်တာမှုတ်ဘူးနော်။ဟုတ်တယ်မလားမိဝိုင်း။နင်တို့နော်။ ငါကကောင်းပြောနေအောင်မနောက်ကြနဲ့ဖိုတူတို့ကမိဝိုင်းကိုဝိုင်းစနေတော့ကိုကြီးဖိုးတော်ရောက်လာတယ်ဟာကိုကြီးဖိုးတော်ဘယ်လဲဗျဖိုတူတို့ပါလားကိုကြီးကရားရဲသွားမလို့လေဟုတ်လားဗျအတော်ပဲဦးတော်တို့လည်းပြေးနေရနဲ့ကိုကြီးဖိုးတော်ရားရဲကိုလိုက်ခဲ့မယ်လေတော်တော်ဝိုင်းကုန်ပြီမှာဗောဗျဟာကောင်းတာဗောကိုကြီးလည်းလေဒီနေ့စိုက်ခင်းနေရရွက်တွေခုမလို့မင်းတို့ကိုညင်ပြီးတော့မြမြပြီးတာဗောကွာအဲ့လိုပြောပြီးတော့ကိုကြီးဖိုးတော်ရဲ့ဒေါ်လာကြီးနောက်ကို ဝမ်းသာအားရဖို့တို့ကလိုက်သွားကြ යි ကိုကြီးဖို့တော်ရဲ့ဒေါ်လာကြီးနောက်ကနေသူတို့အချင်းချင်းတီတို့တီတို့တိုက်မိနေကြတာပါကိုကြီးဖို့တော်စီကအရွက်တွေနည်းနည်းပါပါတောင်းကြမယ်ဆိုပြီးတိုက်မိကြ යි ဘာကြီးပြောနေကြတာတော့ကွာတိုး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 နဲ့ဟီဟီကိုကြီးကိုကူညီဖို့တိုက်မိနေကြတာပါပြီးတော့လေပြန်ရင်အရွက်တွေနည်းနည်းတောင်းမလားလို့ဟုတ်တယ်ကိုကြီးရဲ့ဟိုသားတို့အရွက်လေးနည်းနည်းပါပါလိုချင်လို့လေဟာပေးရမှာပေါ့ကွာကိုကြီးကိုကူညီပေးကြမယ်ကလေးတွေပဲဟူး ကျေးဇူးတင်ပါတယ်ကိုကြီးရပါတယ်ကွာမလိုပါဘူးငါညီလေးညီမလေးပဲဟာဒါမှငါတို့ရဲ့ကိုကြီးဖိုးတော်ရောကွာကိုကြီးဖိုးတော်သဘောကောင်းလို့ဒီမိမချောချောရပါစီနော်ဒီစုတောင်းကိုတော့သဘောကျတယ်ဟေးသဘောကျတယ်အဲ့လိုနဲ့ကိုကြီးဖိုးတော်ရဲ့စိုက်ကင်းထဲကိုရောက်လာကြတယ်ဖိုးသူတို့စိုက်ကင်းထဲရောက်တော့ကဲခဏလေးနားကြပါဦးအခုမှရောက်တာမောနေရောပေါ့မမောပါဘူးကိုကြီးဖိုးတော်ရဲ့မြမြခုပြီမြမြပြီးတာဗောဗျခုကြမယ်လေ ။ဘယ်ဟာတွေခုမလဲတာပြောလိုက်။ဒါတို့ခုလိုက်မှာ။မလီ၊ तू တက်ကြွပါရဲ့ပေါ့လေ။ဟွ၊ပို့ကိုပို့တယ်။ဒါဆိုအလုံးမနာတော့ဘူးဆိုရင်တော့ဒီဘက်ကျမောင်နှမ်းကနေစကူကြမယ်နော်။ဟုတ်ကဲ့ကိုကြီးဖို့တော့။လာတကယ်ချင်းတို့စကြအောင်။ဖိုတူတို့အဖွဲကိုကြီးဖို့တော့ပြထားတဲ့အပေနီကိုခုပေးနေတယ်။အချိန်နေငယ်ကြားလာတော့ဖိုတူတို့ဆော့လိုက်ခုလိုက်နဲ့ကိုကြီးဖို့တော်ရဲ့စိုက်ကင်းကအရွက်တော်နဲ့ခုပြီးသွားကြတာပါ။ကဲရပါပြီ။ဒီလိုပြီးသွားတာမင်းတို့ကျေးဇူးတင်ပါတယ်ကွာ။ပြင်းမှန်းသွားကြပြီ ရပါတယ်ဗျ။ဟိုသားတို့ကခုရတာကိုပြောနေရပါ။ခဏနေတော့ကိုကြီးဖိုးတော်ကသူတို့တောင်းထားတဲ့အတိုင်းအရွယ်နှင်းငယ်စီကိုခွဲပြင်လိုက်တယ်။ဖိုးသူတို့လည်းရွက်တွေရလာတော့ကိုကြီးဖိုးတော်ကိုပြန်မှုအတွက်နှုတ်ဆက်လိုက်ကြတယ်။အဲဒါဆိုသားတို့သွားပြီဗျာကိုကြီးဖိုးတော်တက်တာနော်။အေးအေးကိုကြီးတော်လှုပ်ရှားလေးရရှိလို့နေခဲ့အောင်မယ်နော်။ဟုတ်ကဲ့ကိုကြီးဖိုးတော်ပေါ်တူရုပ်ဖွဲ့လက်ထဲမှာမုတ်တေရွက်တွေတပွေးတပိုင်းနဲ့ မိချောင်းစီကိုသွားလိုက်ကြတာမိချောင်းရှိမနေဘူးကခဏတော့သူပြန်လာစောင့်လိုက်ပါအေးလေးစောင့်ကြတာပေါ့ तू မိတော့မိမသွားတော့ပါအောင်နော်မမိတော့ပါအောင်ဟဲ့ तू စားမယ်ကိစ္စ तू မိပါမလားတုတ်ဘောလို့ပေါ့အစားတော့ဆိုလေဘယ်တော့မှကိုမမိတာဟမ်ငါဘယ်ရနေပါလာရအောင်ဟာအေးလေငါတို့တုတ်ဘောလို့အစားဖို့မှာတေးကြပါလေမိပါရဲ့ what တုတ်ဘောကပါးစပ်နဲ့အစားမပြတ်လို့လေမိเจ้าကတော့အရှုံးပေးပြီးနေရမှာပါဟာ အစားအသောက်ကလူနဲ့တဲ့တယ်ကွငါတော့စားမှာပဲပြောချင်တာပြောကြတော်ဖို့ကိုဝိုင်းစားပြီးရင်းနေကြတော့မှရေကနေပလုပလုဆိုပြီးအတန်ကြားလိုက်တယ်အတန်လာကိုကျင်းလိုက်တော့မိเจ้าလာနေအောင်မြင်လိုက်ရတယ်ဘလို့လဲငါ့အတွက်စားစရာပါလာလားဘမလဲဥစားစရာပါလာပါတယ်ဟိုမိเจ้าကြီးဂတိတော့တိမယ်မလားတိပါတယ်ကွမင်းမတစ္ဆာမိเจ้าမှာဂတိတဲ့ကဲပေးကြလေဓမ္မပိုက်တွေစားနေပြီမိเจ้าကြီးကလည်းစားရမှာပေါ့ ဂတိတရားသိကြရင်တော့သိကြပါလေဆိုကဘလို့เจ้าမှမပြောင်းလေဟုတ်ပလားစားစရာသာပေးတော့ပြီးရောဂတိဒီဘိုးပဲအရေးကြီးတာမြို့ဟိုင်းငါတို့ယူလာရီပေးလိုက်အောင်အေးပေးလိုက်မယ်ရော့ဒီမှာစားဒါရီယာဘာရီလေဘာလို့ခေါ်တာလဲစားစရာရယ်လीမသိဘူးလားဒါကစားစရာလားဘမလေးအသားတော်လေးပါလေငါ့အတောင်စားရမှာလား what ဟုတ်တော့ ဒါစားစရာပေါ့တေးချာယူလာတာနော်တေးချာကိုကိုယ်တိုင်ခူးလာတာစိတ်ချလက်ချစားလို့ရတယ်လေမင်းတို့ဂတိကိုမတည်နိုင်တော့မင်းတို့ငါ့ကိုညာတယ်စားစရာလည်းမဟုတ်ဘူးဘာညာလို့လဲဗျဦးစားစရာယူလာရယ်လေမစားချင်အောင်အဲ့ဒီစားစရာဘာဖြစ်နေလို့လဲငါ့အသားပဲစားတာလေကွာဒါလည်းဘလို့စားမှလဲမင်းတို့ညာတာညာတာပဲလေငါအကြ ాయి စောင့်နေအောင်ခုတော့ကြည့်ဦးစိတ်ညစ်လိုက်တာမညာမအောင်မိချောင်းရေတမီးတို့ကလေမိချောင်းကိုအသားယူလာမယ်ပါမပြောတာ စားချက်ရှူလာမယ်လို့ပြောတာလေ။ဘာညာလို့လဲစားလို့ရနေရပဲ။ဟုတ်တယ်လေ။သူများသာမစားပါနဲ့ဗျာ။နောက်ပြီးသူ့အသက်ကိုလည်းမတက်ရဘူးတဲ့။ငဲကြီးတက်တယ်တဲ့။အေးတာပဲနော်။မိသားအောင်လေ။တက်တက်လို့ကျွေးတဲ့ပြင်တရားအားပါဟောသိတာပဲနော်။အော်ငါဘွားငါဘွား။တော်ပါပြီမစားအောင်မစားအောင်ဒီချောင်းနဲ့လည်းမနေတော့ဘူးစိတ်နိုင်။မင်းတို့ပဲအဟာရီစားကြ။ငါတော့သွားပြီဟေ။ဒီချောင်းနဲ့ဖိုထရိုးအခွက်ကြီးထားတဲ့တက်တက်လို့ပေးမုံတဲ့ရွက်တွေကိုမစားနိုင်တဲ့အတွက် ပြန်သွားတော့တာပါဖိုးထူးတို့လည်းမိเจ้าပြန်သွားတာကိုပျော်မကားကောင်းပြီးနှုတ်ဆက်လိုက်တယ်တက်တာမိเจ้าကြီးနောက်လေမလာနဲ့ရောနော် လာရင်လေပဲမုတ်တွေရွက်တွေကိုထွက်ကြွေးလိုက်မှာမလာဘူးဟေးမလာဘူးစိတ်ချတက်တာနော်လူလယ်လေးတွေပတ်တာခံလိုက်ရတဲ့ငါးပွားအောင်ကတနာလုံးလို့ပျော်စရာကြီးဒါဆိုလေငါတို့ပဲမုတ်တွေကိုပြန်ယူသွားကြမယ်ဟာအရွက်တွေလည်းအညီမျှခွဲပြီးတော့အိမ်မြန်ယူသွားကြတာပေါ့အေးကောင်းနေကောင်းနေငါလည်းလီပဲမုတ်စားချိန်ညာနေအတော်ပဲဟာ အဲ့ဒါဆိုရင်ပြန်ကြမယ်ကွာမိချောင်းလည်းပြေးပြီဆိုတော့အေးစင်းနေလို့ရပြီဖိုးထူးတို့ကိုစီဝေစုတွေခွဲပြီးအိမ်သီးသီးကို ပြန်လိုက်ကြတော့ဒီ